ကျွန်တော်တို့ club ထဲမှာတချင်းဆိုတဲ့အခန်းပေါ့အဲ့ခန်းအမှတ်တရပါလို့ဆိုတော့ကျွန်တော်အိမ်လေးကဟိုနေရှိုးကနေပြန်လာပြန်လာချိန်မှာကျွန်တော်လမ်းမှာမအိပ်ရသေးဘူးမအိပ်ရသေးတော့ကျွန်တော်လည်းဝင်ရိုက်တဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်တိုင်းလုံးမှားတာပေါ့အဲ့ချိန်မှာအကိုမတွေကဝင်ပြောတဲ့အချိန်မှာအဲ့လိုကျွန်တော်တယောက်စားတယောက်စားနေပြောရတယ်ကျွန်တော်ရန် pressure ဖြစ်ပြီးရောလို့ဘာမှပြောမဆောင်နိုင်တော့အဲ့လိုဖြစ်သွားတဲ့အချိန်အဲ့ဒါတော့အဲ့ခန်းတော့မှတ်တရပါဘူး ော်ဒီ194မှာကျွန်တော်ချိတ်အနေနဲ့ပါဝင်လာပါတယ်ကျွန်တော်ဒီတစ်ချက်လုံးရဲ့လူငယ်တွေရပါပဲ။နောက်ထပ်အောင်ဆိုတာကြတယ်တကယ်ချိတ်ခွဲလာတယ်။ဆိုတာပါကျွန်တော်ဒီလူငယ်တဘာဝအရရွှေတွတဲ့ຢာရီလုံးမယ်။လမ်းမတွေ့ခဲ့ခါလဲဆုံးပြီပဲ။အိတ်ထားလေးပါ။ကျွန်တော်ရ194ရိုက်ဖို့ပြောတော့ကကျွန်တော်တို့ဒီဇညွန်းနဲ့ character ကိုကြီးလိုက်တဲ့အခါမှာလို့ကျွန်တော်အတွက်လည်းကျွန်တော်လုံးနိုင်လောက်မဲ့ပမာဏပေါ့ပြီးတော့ကျွန်တော်ဒီအပြင် character နဲ့တူနေရဆိုတဲ့ဟာမျိုးမှာကျွန်တော်လက်ခံပြတာပါ။ အမတ်တရတွေကတော့အများကြီးပါပဲစိတ်ရဲလှုပ်ရှားရတယ်ပြီးတော့အတွေ့အကြုံတွေလည်းအများကြီးရပါဘာလို့ဆိုတော့မတူတဲ့နယ်ပယ်ကအကိုရီအမတွေရောပြီးတော့ကိုတတိရဲ့တတိအကိုအမတွေရောပါဝင်တဲ့အခါမှာစိတ်လဲစိတ်လှုပ်ရှားလို့မျိုးတွေ့ကြုံတွေလည်းအများကြီးရပါတယ်အမတ်တရအခန်းကတော့လို့ကျွန်တော်တို့ကလပ်ထဲမှာပချင်းဆိုတဲ့အခန်းပေါ့အဲ့ခန်းကအမတ်တရပါလို့ဆိုတော့ကျွန်တော်အဲ့နေ့ကဟိုနယ်ရှိုးကနေပြန်လာပြန်လာချိန်မှာကျွန်တော်လမ်းမှာမအိပ်ရသေးဘူးမအိပ်ရသေးတော့ကျွန်တော်လည်းဝင်ရိုက်တဲ့အချိန်မှာကျွန်တော်တို့က ကျွန်တော် dialogue မှားတာပေါ့အဲ့ချိန်မှာအကူမရဝင်ပြောတဲ့အချိန်မှာအဲ့လိုကျွန်တော်တယောက်စားနှစ်ယောက်စားနေပြောရင်ကျွန်တော် rain pressure ဖြစ်ပြီးရောလို့ဘာမှတရားမဆောင်နိုင်တော့အလောက်ဒီဖြစ်သွားရင်အဲ့ဒါအဲ့ဒီခါတော့မတရားပါဘူးကျွန်တော်တို့ဒီအပြင် character အတိုင်းပါပဲကျွန်တော်တို့လူငယ်ကြီးပွဲဆိုမယ်ချင်းလုံးမယ်ဆိုတဲ့ဟာမျိုးပြီးရင်ဒီထဲမှာလည်းကျွန်တော်တို့ဒီဇက်ဝင်တေးအနေနဲ့ကျွန်တော်တကယ်ချင်းချင်းအားပေးရဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့ကိုချင်းမီရဲ့ပေါင်းပြီးတော့လုပ်ထားပါတယ်ဇက်ဝင်တေးအနေနဲ့အဓိကကတော့ကျွန်တော်ပြောရဲလေယူလေသိန်းပေါ့နော် ာဖက်ပြီးပြောရတာကျွန်တော်ချက်ပြီးပြောရတာလွဲပါဒါမှလို့ဒီရနဲ့လိုက်ပြီးအဝင်ကွန်ကြပြည့်မဲ့လေးလေးသိန်းပြောရတဲ့အခါမှာကျွန်တော်တို့လို့ချိုလေးချင်းရတာလည်းရှိရပါတော့เนาะအဲ့တော့ကျွန်တော်ကတော့နည်းနည်းတော့ခက်ခဲပါတယ်ဘိုးဘပါတော့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ပူတာတစ်ခုပဲလို့ကျွန်တော်အကြောင်းနဲ့ဒီလိုဒီအသင်းဖွဲ့တစ်ခုလုံးပေါ့နော်ကျွန်တော်အဆင်မပြေလို့နှောင့်နှေးသွားမှာမျိုးပဲစိတ်ပူမိရမျိုးရှိခဲ့ရပါတယ်ရှိခဲ့ပါတယ်ရှေ့ခဲ့ခဲ့ကြပါကျွန်တော်ရွှေရှင်နေရာတိုင်းပါပဲ ဟုတ်ပါပါကျွန်တော်လည်းအေးဆေးပါပဲစချမ်းသာနေရတယ်ကောင်းပါလေ Royal လည်းကျွန်တော်ပြောနေရမြင်တော့သူလည်းပြောပါကျောင်းချော်ရယ်ရှောက်ပြောတာပါဟာပမာလေးရချောပါအချက်ချင်းလေးပဲကြားရအောင်အင်းအေးမောထွက်လာပါဘော အခုနောက်ပိုင်းတော့လို့ကျွန်တော်တဦးတယောက်ကိုရှင်းရတာတဲ့လို့ကျွန်တော်နားထောင်နေသူတိုင်းခံစားနိုင်မှုကိုကျွန်တော်ပူးစားပြစ်ပါတယ်။ဘာလို့အရင်တော့ကျွန်တော်တို့ကျွန်တော်ခံစားချက်ကိုပဲကျွန်တော်ချင်းလို့ဆိုတော့အများကြီး။အဲဒါကြောင့်ပြောင်းလဲလေးပြောင်းလို့ပါ။တယ်လီဖုန်းပြည့်တယ်အဲ့ရတော့ပြီးသွားပါပြီဒီကတော့နောက်တစ်ခုကအဆင်ပြောင်းနေပါပြီကိုလို့လေးကိုလုပ်ပြီးစူးစမ်းရအောင်ဒါပါပဲကျွန်တော်ဒီ199ဖို့ရုပ်ရှင်ကကျွန်တော်လိုမတူတဲ့နယ်ပယ်ကဒီနုပညာမောင်နှမရဲ့အကောင်လုံးပေါင်းပြီးတော့လှုပ်ထားတဲ့စကားလေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့လူငယ် vibe လည်းအများကြီးပေးထားတာဖြစ်တဲ့အတွက် အားလုံးပဲဒီစကားလေးကိုလည်းကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မြန်မာစတာပါစား